အရှင်မဂတ္တပကသူ့ရဲ့ပါရမီဓာတ်ခံရှိတာကလည်းပဲဒုတင်အကျင့်နဲ့ရှိခဲ့တဲ့ဓာတ်ခံကပါပြီးသားနောက်တခါလူတွေကလည်းပဲဒီလိုဒီလိုပြောလာတဲ့ကသူ့ကိုပြိတ္တိုင်တခါတည်းသူ့ရဲ့ကျင့်စဉ်ကျင့်ဆောင်ဖို့ရန်အတွက်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါနဲ့ရှင်မဂတ္တပကိုရောမြတ်ကြီး ရာဇဂျိုနဲ့မနီမဝေး သွားပြီးတော့ပြိတ္တိပိပလိလိုင်ကူထဲမှာတပါးတဲ့ကျင့်သုံးနေထိုင်နေအဲ့ဒီမှာနေပြီးတော့ဗာဒီကျင့်တယ်လေမင်းပြိတ္တိအနှစ်ချုပ်ကတော့ဒုတင်73ပါးကိုရှင်မာကတ္တပကျင့်သုံးတယ်ဒုတင်73ပါးဆိုတာပြိတ္တိအဝိနဲ့ပတ်သက်ရင်ပန္တုကူလပေါ့ပန္တုကူဒုတင် ပန်းတကူဒုတင်ဆိုတာဒကရကမတွေလူတဲ့သင်္ကန်းကိုပယ်ပြီးတော့ပြိတဲ့အများမဝစ်ချင်လို့စွန့်ပစ်ထားတဲ့အဝတ်တွေကိုကောက်ချုပ်ပြီးသင်္ကန်းလှုပ်ပြီးတော့မှစိုးပြီးတော့ပြိတဲ့ဆေးစိုးပြီးတော့ဝစ်တဲ့သင်္ကန်းတပတ်တကူသင်္ကန်းဒကရကမလှူတာတွေကိုပယ်ပန်းတကူသင်္ကန်းကိုဝစ်တဲ့အကျင့်ကိုရှင်မကတ္တဗာကျင့်တယ်နောက်တကတိစီဝရိကဒုတင်အဘိုးသင်္ကန်းတွေပယ်ပြီးတော့ပြိတဲ့သင်္ကန်း၃၀တဲ့ပဲဆောင် ောက်ကဝိတ္တသက်မိုင်းအထက်ကဝိတ္တဧကတိပကုံးပေါ်မှာတင်းတဲ့ဒုက္ခဒီသုံးမျိုးပဲထားတယ်အပေါ်သင်္ကန်းမထားဘူးတဲ့အဲ့ဒီကျင့်စဉ်ကိုလည်းပဲကျင့်တယ်ပြိသိတိစီဝရိကဒုတင်ဒီလိုခေါ်ပါတယ်နောက်တစ်ခါပိဏပါတဒုတင်ပိဏတပတ်ပေါ့ပတ္တပိဏစွမ်းခံရဲ့သဘေထဲကြတဲ့ဆုံးကိုပဲစားတယ်ဒကာဒကမတွေအိမ်ပင့်ကတ်တဲ့ဆုံးမစား ကျောင်းကိုလာကတ်တဲ့ဆုံးလည်းမစားဘူးတပိတ်ထဲလောင်းလူတဲ့ဆုံးကိုပဲစားတယ်နောက်တကသဗ္ဗရဏစာရိကပြိတဲ့အိမ်စဉ်လက်လက်ပြီးဖုံးပေးတယ်အိမ်စဉ်လက်လက်ပြီးဆုံးခံတယ်ဒီနေ့ဒီ9အိမ်ဆို9အိမ်နောက်တနေ့ဟိုဘက်က9အိမ်ပေါ့ဒီ9အိမ်ကလည်းစင်တိုင်းပဲပြိတဲ့ရရမရရစင်တိုင်းကြွတယ်9အိမ်ကလောင်းလို့မရရင်လည်းပြိတဲ့ဆက်ပြီးတော့ရှေ့ဆက်မကြွဘူးဒီကျင့်စဉ်လေးမျိုးကိုလည်းသူကျင့်တယ် ဟာဒီတကတကမတွေဟင်းကောင်းတယ်ငတ်ပေါ်လဲကြည်ညိုကြလဲသဒ္ဓါတရားလဲကောင်းတယ်ဆိုအဲ့ဒီနာကြီးထပ်ပြန်တလဲလဲဆုံးခံတဲ့ကျင့်ဝတ်မျိုးကိုရှင်မကတ္တဝါထာမျိုးမကျင့်သုံးဘူးတဲ့သဗ္ဗရဏစာတိကအိမ်စဉ်လှဲ့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 ပြီးသွားတယ်နောက်တကပြိသိဧကတဏိကတဏိယာတထိုင်ထဲမှာပဲထိုင်ပြီးတော့ဖုံးပေးတယ်နှစ်ထပ်သုံးထပ်နှစ်နေရာသုံးနေရာမှာထိုင်ပြီးတော့ဖုံးပေးလဲအလေးထားလဲသူ့မှာမရှိဘူးနောက်တကပတ္တပိန္တိက တခွက်သေးပဲစားတယ်ဟင်းခွက်တွေအများကြီးနဲ့စားတဲ့အလေးထားလည်းသူ့မှာမရှိဘူးနောက်တကခလူပိစ္ဆာဗတ္တိကအတိဒိဝီနီကံတင့်တာတဲ့စွမ်းတွေကိုပယ်ပြီးတော့ပြိသိတယ်တိဒိဝီနီကံတင့်တဲ့စွမ်းမျိုးကိုလည်းရှောင်ကျင်တာပေါ့ဥမာဖြင့်ခလူပိစ္ဆာဗတ္တိကခလူဆိုတဲ့ငှက်ဟာစားလိုက်လို့ပြိသိတယ်အောက်ပြုတ်ကြတဲ့အသီးနံကိုထပ်ပြီးတော့မစားတော့သလိုပဲတခါဘုံပိပြီးလို့ပြိသိတယ် ကျွေးနေကြံနေဆိုတဲ့ခင်မျိုးသမီးမျိုးကိုဘယ်တော့မှရှင်မကတ္တပဟာတထဆပြီးနောက်တော့ဆက်မစားဘူးတဲ့နောက်တကအာရိညိကမြို့เจ้าရွာเจ้าတွေကိုရှောင်ပြီးတော့တောတဲ့ကို သွားနေတယ်အာရိညိကဒုတင်နောက်တကရုခမူလရုခမူလဆိုတာပြည့်တဲ့เจ้าတွေကို အမိုးကရှိတဲ့เจ้าကိုပယ်ပြီးသစ်ပင်အောက်ကိုသွားနေတယ်နောက်တကပြည့်တဲ့သုံးတန်ညိကဟာသုံးတန်ထဲမှာနေတဲ့အကျင့် အဘောဂာတိကအမိုးအကာရှိတဲ့အစ်ပင်တွေလဲရှောင်းနေအကြောင်းလဲရှောင်းနေလွန်တိကောင်မှနေပြီးတော့တရားလုံအထုတ်ပြီးတော့နေတဲ့အကျင့်ယထာတန္တတိကနေရကောင်းအကြောင်းကောင်းတွေကိုရှောင်းပြီးတော့မှပြိဿတင်းတင်းလျောက်ပတ်တဲ့နေရမျိုးလေးနဲ့နေတတ်တဲ့အကျင့်လဲသူ့မှာရှိတယ်နေသိစီကလျောင်းပြီးတော့အိတ်တဲ့အကျင့်နေသူ့မှာမရှိဘူးတဲ့ပြိဿ ထိုင်မယ်ရက်မယ်စဉ္ညာလျှောက်မယ်ပေါ့အဲ့ဒီလိုပြိတဲ့ဒုတင်73မကိုရှင်မကတ္တဗကခီနပဏိတမေဇိမခီနဆိုတော့အောက်တန်းကြတဲ့ဒုတင်ပေါ့နည်းနည်းခက်ရော့ရော့ဒုတင်မေဇိမဆိုတာပြိတဲ့မယောမတင်ဒုတင်ပဏိတဆိုတာကအမွန်မြတ်ဆုံးဒုတင်သုံးမျိုးရှိတဲ့အထဲမှာမုံမုံမြတ်မြတ်ကိုပြိတဲ့ရှင်မကတ္တဗဟာကျင့်သုံးတော်မူတဲ့ဗျာအဲ့လိုကျင့်သုံးတဲ့အတွက်တာကြောင့်လဲသူလည်းပဲချမ်းသာတယ် နောက်တက်ကကျင့်တဲ့အတွက်ဒါကြောင့်အပြစ်လည်းမရှိဘူး။ဟာကိုကျင့်တဲ့ကျင့်ကြောင့်သူတို့ဘာကိုလည်းဒုက္ခပေးရမရောက်ဘူး။နောက်တက်ကိုမှရှိတဲ့ကုသိုလ်တရားတွေလည်းဆုပ်ယုပ်သွားတယ်ဆိုတာလည်းမရှိဘူး။ရာဂဒေါသမောဟတို့ရဲ့ကိလေသာတရားတွေလည်းဒီအကျင့်ကခေါင်းပါစေတယ်။ကိုယ်တဏ္ဍမှာရှိနေတဲ့မာနကိုလည်းပဲပယ်ပြီးသားဖြစ်တယ်။ဒုတင်ကျင့်ကဟုတ်တယ်ဗောအသင်္ကန်းအဟောင်းကိုဝဲသူများတွေစွန့်ပစ်ထားတဲ့အဝတ်တွေကိုချုပ်ပြီးတော့မှပန်းတကူသင်္ကန်းလုပ်ပြီးတော့ဝတ်တော့ မာနဆိုတာဘယ်ရှိနိုင်မလဲမာနကိုလည်းပယ်ပြီးသားရောက်တယ်နိဗ္ဗာန်ရောက်ကြအောင်အကျင့်ကောင်းလည်းဖြစ်တယ်ဆိုပြီးတော့ကိုယ်ငါပြိတဲ့28ပါးနဲ့ပြည့်စုံတဲ့ဒုတင်ကျင့်စဉ်ကိုမုံမုံမြတ်မြတ်နဲ့ပြိတဲ့ကျင့်တဲ့နေရာကျင့်ပြီးတော့ပြိတဲ့ဒီကျင့်ရဲ့ကောင်းကျောင်းကိုဟောတဲ့နေရာမှာတော့ရှင်မကတ္တပဟာအမျက်ဆုံးသာဆုံးပဲလို့မြတ်စွာဘုရားကဧရရက်ပေးပါတယ်ဧရရက်ကဘိကဝေမမသာဝကနာဘိက္ခုနံဒုတာဝါရဏံယရိရံမဟာကတ္တပော ဘေကဝေယံတော်မြတ်ဦးရှင်သတ္တုမမသာဝကနာငါဖယားရှင်ကိုတော်မြတ်ရဲ့တပိသာဝကတွေထဲမှာဘေကုဏံယဟန်တို့တွင်ဒုဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုဒုဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုကိုယ်တိုင်လဲကျင့်သူတမကိုခေါ်ပြောတဲ့နေရာမှာတော့ယရိရန်ယောအယံမဟာကတ္တပောအရှင်မဟာကတ္တပသည်အဋ္ဌိတန္တိရှိပါပေ၏ ဧတံဧသော မဟာကတ္တဗောအဲ့ဒီမဟာကတ္တပသည်ဧကံဧကောအမြတ်ဆုံးအသာဆုံးပဲဟောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒုတိ73မှာကျင့်သုံးတဲ့နေရာမှာတော့ရှင်မဟာကတ္တပဟာအလုံးအမြတ်ဆုံးအသာဆုံးပဲဆိုပြီးတော့ဧရတဲ့နေရာမှာထားပါတယ်